န်တောင်ပိုင်းကီရာလာပြည်နယ်ကမ်းလွန်အနီးအာရိပြောင်ပင်လယ်တွင် စင်ကာပူလန်လွင့်ထူထားတဲ့ကုန်နင်တင်မောတစင်းမီလောင်ကျွမ်းမှုကိုညှိနှက်သက်ဖို့အိန္ဒိယကမ်းခြေဆောင်တပ်ဖွဲ့ကကြိုးပမ်းနေပါတယ်တီရီလင်္ကာနိုင်ငံကိုလံဘိုမြို့တော်ကနေအိန္ဒိယနိုင်ငံမွန်ပိုင်းမြို့ကိုဥတည်နေတဲ့ MB1 High 503ကုန်နင်တင်မောဟာတနင်္လာနေ့ကပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတင်မောပေါ်မှာမိလောင်ခဲ့တာပါတင်မောအမှုတန်း78ဦးကိုကယ်ဆယ်ခဲ့ပြီး၄ဦးပြောင်းဆုံးနေဆဲဖြစ်ပါတယ် ကယ်ဆယ်ရေးလုပ်ငန်းမှာကုညီဖို့စင်ကာပူကအဖွဲ့တစ်ဖွဲ့ကိုဆေးလွတ်ခဲ့ပါတယ်။အိန္ဒိယသမုဒ္ဒရာသတင်းချဲ့လက်ဌာန INCOIS ကတင်မောကရေနံယိုစိတ်မှုနဲ့အပြက်စီးတွေကြောင့်ကီရာလာပြည်နယ်အတွက်သတိပေးချက်တရက်ထုတ်ပြန်ခဲ့ပါတယ်။မိလောင်မှုဖြစ်ပွားချိန်မှာအမှုရမ်းတွေကကုန်တင်တင်မောကိုဆွန့်ပစ်ခဲ့ကြပြီးထွက်ခွာသွားလို့ရေဒက်က၎င်းတို့ကိုကယ်ဆယ်ခဲ့တယ်လို့အိန္ဒိယကာကွယ်ဝင်ကြီးဌာနကပြောပါတယ်။ထိုင်ဝမ်က2ဦးမြန်မာနဲ့အင်ဒိုနီးရှားက2ဦးစီ စုစုပေါင်းတင်မောမှုတန်း၄ဦးပျောက်ဆုံးနေစေလို့စင်ကာပူရေကြောင်းအာဏာပိုင်အဖွဲ့ MPA ကပြောပါရယ်တင်မောကကွန်တိန်နာ50ပင်လယ်ထဲကိုကျသွားခဲ့တယ်လို့ကီရာလန်ပြည်နယ်စိတ်ကမ်းများဝင်ကြီး VN ဘာဆာဗန်ကပြောပါရယ်ကုန်တင်တင်မောဟာရေနံတန်ချိန်တရာတင်ဆောင်လာတယ်လို့သိရပါရယ်အခုပြင်ဆင်ဟာကီရာလန်ကမ်းခြေနီ၃ဖက်အတွင်းဒုတိယမြောက်မတော်တဆမှုဖြစ်ပါရယ်ဆယ်စုနှစ်တခုကျော်ကာလအတွင်းမလေးရှားနိုင်ငံရဲ့လူအသေးပြောက်အများဆုံ ရင်မတော်တဆမှုဖြင့်ဇွန်လ9ရက်က တက္ကသိုလ်ကျောင်းသားတွေကို တင်ဆောင်လာတဲ့ဘတ်စကားတစင်းကမီနီဘင်ကားတစင်းနဲ့တိုက်မိပြီးတိမ်းမောက်ခဲ့လို့ကျောင်းသား15ဦးသေဆုံးခဲ့ပါတယ်။မလေးရှားနိုင်ငံမြောက်ပိုင်းပီရက်ပြည်နယ်ရှိအဝေးပြေးလမ်းမကြီးတစ်ခုမှာဘတ်စကားကမီနီဘင်ကားကိုတိုက်မိချိန်မှာရင်မော်ခရီးသည်44ဦးတင်ဆောင်ထားတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ကျောင်းသားတွေကတက္ကသိုလ်ကိုပြန်လည်သွားရောက်ချိန်မှာအခုလိုရင်မတော်တဆမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။ ရင်မတော်တဆမှုမှာလူ15ဦးသေဆုံးတဲ့အပြင်ဗက်စကားရှင်မောင်းအပြင်မီနီဖင်ကားပေါ်ပါလူအချို့အပါအဝင်လူ33ဒဏ်ရာရရှိခဲ့ပါတယ်။ဗက်စကားကအချိန်မထိန်းနိုင်ပဲမီနီဖင်ကားကိုတိုက်မိပြီးတိမ်းမောက်ခဲ့တာလို့ရဲတပ်ဖွဲ့ကတန်လျာရှိနေပြီးမတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေပါတယ်။သေဆုံးသူအကြောင်းသားတွေရဲ့မိသားစုတွေကိုလိုအပ်တဲ့အကူအညီတွေပေးဖို့ဝင်းကြီးချုပ်အန်ဝါအီဘရာဟင်ကပညာရေးဝန်ကြီးဌာနကိုညွှန်ကြားခဲ့ပါတယ်။